ဖြစ်နေရတဲ့ဗီဒီယိုလေးကိုဒီဒီနေ့လည်းဘိုင်းမှာကျွန်တော်မြင်လိုက်တဲ့အချိန်မှာကျွန်တော်ရဲ့ကောင်းထဲမှာတွေးပေါင်းများစွာဝင်လာခဲ့ပါတယ်။တွေးပေါင်းများစွာဆိုတာတက်မိကောင်များစွာဆိုရင်တော့ပုံပြီးတော့မှန်မင်းတော့ပြောချင်တယ်။ဒါကြောင့်လဲဆိုဒီဗီဒီယိုတဲကမြင်ခွင့်နဲ့ဒီဗီဒီယိုတဲကကြားတဲ့အတန်များတော်တော်လေးကိုပဲအားလုံးအတွက်တကယ်ကိုအားအသင့်မဲ့ အခြေအနေတစ်ခုလို့တော့ကျွန်တော်အနေနဲ့မှတ်ချက်ပေးချင်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုအားလုံးကြည့်ရှုနေကြတဲ့ viewer တွေအတွက် knowledge sharing ကိုရည်ရွယ်ပြီးတော့မှကျွန်တော်ပြန်ပြီးတော့ reaction လုပ်ပေးသွားမှာလည်းဖြစ်ပါတယ်ဆိုတော့ reaction မလုပ်ခင်မှာထုံးစံအတိုင်းပဲကျွန်တော်ဗီဒီယိုဒီလေးကိုအရင်ဆုံးဖွင့်ပြမယ်ပြီးတော့မှကျွန်တော်ပြန်ပြီးတော့ reaction လုပ်ပေးပါမယ်ဆိုတော့ကြည့်လိုက်ရအောင်ဒေချာလေးနားထောင်ပြီးနော်ဖြည်းဖြည်းလေးကန်ရင်းနဲ့နင်းုံကန်မယ်လေ။မင်းကဘာလို့မင်းမကြီးရတာလဲခေါ်သွားလာတယ်။မင်းအတန်တကယ်လဲကောင်မ။ဒီကောင်မင်းမရှိရတာလည်းဘာလို့ခေါ်သွားလဲ။ ဖေးမေလို့ခဲရမယ်ဘူးဖေးချေဟာခင်တန်လာပြီဖေးလေနေအမမမနေမသိအောင်ကြည့်ရှိရတယ်တော့ဘာသာမလာလဲမေဘာသာမလာလဲမေဘာသာမလာလဲမေ

ဒီဗီဒီယိုလေးကိုကျွန်တော်မှတ်မထင်နေ့လယ်ပိုင်းမှာတွေ့လိုက်တော့တော်တော်လေးလည်းကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲခေါင်းထဲမှာတော်တော်လေးအတွေ့အကြုံများစွာဝင်လာကြ။ခြားတော့မဟုတ်ဘူးဒီဗီဒီယိုထဲမှာအားလုံးကိုတွေ့ရတဲ့မြင်ကွင်းဟာကျွန်တော်တို့ပြောမယ်ဆိုပုံမှန်အခြေအနေနဲ့တော်တော်လေးကိုကွင်းပြခြားနာနေပါတယ်။ပုံမှန်အခြေအနေဆိုတာဒီလိုကိစ္စတွေကျွန်တော်တို့လည်းဗီဒီယိုပေါင်းများစွာလည်းမြင်ဘူးပါလေ။ ဒါပေမဲ့လည်းဒီလိုမျိုးပုံစံမျိုးနဲ့ပြန်လဲတုံ့ပြန်တဲ့ဗီဒီယိုဖိုင်တွေဖြစ်စင်နေတော့ခါမှကျွန်တော်မမြင်ဘူးသေးဘူး။ဒါကျွန်တော်ဘဝအတွက်တော့ပထမဆုံးမြင်ရတဲ့မြင်ကွင်းတစ်ခုလို့တော့ပြောချင်ပါတယ်။ဆိုတော့ဒီမြင်ကွင်းနဲ့ပတ်သက်ပြီးတော့ဒီနေ့ကျွန်တော်ကြီးရှုနေချာပြောရင်းကို knowledge sharing ကိုရှိရပြီးတော့မှကျွန်တော်ပြန်လဲပြီးတော့မှ reaction လုပ်ပြီးမှလည်းဖြစ်ပါတယ်။ကျွန်တော်အားလုံးပြောမယ်ဆိုတော့ပြန်လဲ discuss လုပ်တဲ့ဆိုပုံမှန်ပါတယ်။ဒါကြောင့်လဲဆိုတော့ ကျွန်တော်ရဲ့ထင်မြင်ယူဆချက်ရှုထောင့်တစ်ခုအနေနဲ့ကျွန်တော်ကလည်းပြောမှာဖြစ်လို့ကျွန်တော်ကြည့်ရှုနေကြတဲ့ဒီ viewer တွေအနေနဲ့လည်းဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်မြင်ကြလဲဆိုတော့လည်းပါဝင်ဆွေးနွေးဖို့လည်းဖိတ်ခေါ်ချင်ပါတယ်။အဲ့တော့အားလုံးမြင်တွေ့တဲ့အတိုင်းပဲအမျိုးသားဖြစ်တဲ့သူဟာချမ်းပြင်းမှာထိုင်နေတဲ့အမျိုးသမီးဖြစ်တဲ့သူကသူ့ရဲ့ညနာရှိတဲ့တဲမှာမတက်ရက်နေပြီးတော့မှအဲ့မဲ့ဆိုအဲ့ဒီဗီဒီယိုရဲ့နောက်ပွဲမှာတော့လူအုပ်ကြီးတအုပ်ကရှိနေတယ်။အဲ့လူအုပ်ကတခြားတော့မဟုတ်ဘူး။ဒီ main ကလေးနဲ့ပတ်သက်တယ်ပြောရဆိုဖားခင်လားမသိဘူး။အတန်တစ်ခုကြားလိုက်တယ်။နောက်တစ်ခု မရေကြီးလို့လည်းရေးထားတယ်ဗီဒီယိုရဲ့ file ပေါ်မှာမရေကြီးကအော်နေတဲ့အတန်လို့လည်းပြောတယ်ဒါပေမဲ့ကျွန်တော်ထင်တာတော့မရေကြီးဆိုတာတဲ့သူနဲ့ပတ်သက်ပတ်သက်ကြောင့်အမတွေအတော်တွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဗျာနော်မရေကြီးကဘယ်လိုဖြစ်လို့ဒီလိုမျိုးလှုပ်ခိုင်းပါမလဲပေါ့ကျွန်တော်စဉ်းစားကြည့်ရလေဘာကြောင့်လဲဆိုတော့မရေကြီးတွေဆိုတာကသူ့ဘာသူနောက်ဆုံးကုန်းကုန်းပြောမယ်ဖောက်ပြန်ကမှာဖောက်ပြန်ရောဒီအမျိုးသားကို အများစုကအများစုကချစ်လို့ကြိုက်လို့ယူကြတာများတယ်။မိမိဘသဘောတူလို့ယူတယ်ဆိုတာမရှိဘူးမဟုတ်ဘူးရှိတော့ရှိတယ်။သို့တော့ချစ်လို့ကြိုက်လို့ယူတဲ့သူကပိုများတယ်။အဲ့တော့ချစ်လို့ကြိုက်လို့ယူထားတဲ့ကိုတန်ရောစင်ရှိတဲ့အမျိုးသားတစ်ယောက်တခြားသောပြောမယ်ဆိုရင်မရင်ငယ်တယောက်ကဒါပေမဲ့ဒီနေရာမှာတော့ဒီ main ကလေးကပြောမယ်ဆိုရင်မတိပဲနဲ့မရင်ငယ်လောက်ခံလိုက်ရတာ เนาะတိလို့မရင်ငယ်လောက်ခံရတာမဟုတ်မတိပဲနဲ့မရင်ငယ်လောက်ခံလိုက်ရတဲ့ဘဝဖြစ်သွားတယ်ပေါ့เนาะအဲ့တော့အဲ့ဒီအမျိုးသမီးရဲ့ချောင်းနဲ့မျက်နှာကိုကန်တာကိုမရကြီးတစ်ယောက်ကတွန်းအားပေးဖို့ဆိုတာကျွန်တော်တိတ်တော့မထင်မိဘူးပေါ့မရကြီးလို့တော့ကျွန်တော်ကျွန်တော်ရဲ့ယူဆပါမှားရင်လည်းမှားသွားနိုင်တယ်တခြားသောသူနဲ့ပတ်သက်ပတ်သက်ကြောင့်အမျိုးသမီးနဲ့ပတ်သက်ပတ်သက်ကြောင့်အမအီအတော်တွေနော်အုတ်ထင်းသူတယောက်တယောက်ကနောက်ကနေ pressure ပေးနေတာလားလို့ပြန်အဲကျွန်တော်နေမှန်းစားမိပါတယ် နောက်တစ်ချက်ကဒီလိုမျိုးချစ်အောင်နဲ့မျိုးသားတူရဲ့မျက်နှာကိုအချိန်ချင်းကန်ခိုင်းတာလည်းဘာကြောင့်လဲပေါ့ဆိုတော့ဘာကြောင့်လဲဆိုရင်တော့တေချာတာတော့သူတို့ရဲ့သားသမီးသူတို့ရဲ့ပတ်သက်ရပတ်သက်ချောင်းအတွက်ထိခိုက်သွားတဲ့ဂုံသိက္ခာတွေကိုတန်ရတန်ကြီးဆိုတဲ့ပြောမယ်ဆိုစိတ်ပိုင်းဆိုင်ရာခံစားချက်တစ်ခုပေါ့နော်မှန်မှန်တော့ဒီလိုကန်လိုက်လို့လည်းဘာမှတော့ပြန်ပြီးတော့တွေ့တူတူပေါ့ကိုယ်အတွက်ပြန်မရသွားခဲ့ဘူးသို့တော်လည်းဒါပေမဲ့စိတ်ပိုင်းဆိုင်ရာကျေနပ်မှုတစ်ခုရဖို့အတွက် ကန့်ခိုင်းတာဖြစ်တယ်။အလိုင်းရတဲ့အမျိုးသမီးရဲ့စိတ်ထဲမှာတကယ်ကောပြောမယ်ဆိုဂျင်နက်ပီတီဖြစ်သွားပါမလား။ဒါစဉ်းစားစရာတော့ရှိတယ်။အဲ့တော့ဂျင်နက်ပီတီဖြစ်သွားပါမလားဆိုတဲ့နေရာမှာလည်းနှစ်ဆင့်ထပ်ခွဲလို့ရတယ်။ပထမတစ်ဆင့်ကဘာလဲဆိုတော့ကန့်ခိုင်းကြတဲ့ပြောပတ်သက်ရပတ်သက်ကြောင့်မိဘဆွေမျိုးတွေကသူတို့အတွက်ကိုယ့်ရဲ့သမီးဖြစ်တဲ့သူကဒီလိုလုံလိုက်ရတဲ့အတွက်စိတ်ထဲမှာအတိုင်းတာတစ်ခုလောက်ထိဂျင်နက်ကောင်ဂျင်နက်သွားနိုင်တယ်။သို့တော်လည်းပဲ ကန်လိုက်ရတဲ့အမျိုးသမီးရဲ့စိတ်ထဲမှာတော့သူတို့ခံစားသလောက်တော့ပြန်လှည့်ပြီးတော့စိတ်ထဲမှာရမယ်လို့တော့ကျွန်တော်မထင်ဘူးဗျ။အဲ့ဒါထက်ဆန့်ကျင်ဘက်နေရာကိုတော့ရောက်သွားနိုင်သေးတယ်။ဆန့်ကျင်ဘက်နေရာဆိုတာတခြားမဟုတ်ဘူး။ဒီလိုအမျိုးသားတစ်ယောက်ကိုသူလည်းပြောမယ်ဆိုချစ်လို့ပဲလीနော်။ချစ်လို့ဒီအမျိုးသားကိုသူ့အနေနဲ့မရေကြီးရှိမှန်းတော့မသိဘူး။ဒါပေမဲ့ပေါင်းသိနေထိုင်လိုက်ပြီတဲ့။ဘလို့ပဲဖြစ်ဒီလိုအမျိုးသားတစ်ယောက်ကိုသူ့ရဲ့ခြေထောက်နဲ့ပြန်ပြီးတော့ကန်ရတဲ့အခြေအနေမျိုးမှာသူလည်းစိတ်ထဲမှာတော့ ဒီလိုကန်လိုက်ရတဲ့အတွက်ကန်တာလည်းတစ်ချိန်မဟုတ်ဘူးအချိန်ချင်းအခါခါကန်တာမျက်နှာဆိုတော့အဲ့လိုကန်လိုက်ရတဲ့အတွက်နောက်ပိုင်းစိတ်ပိုင်းဆိုင်ရာခံစားမှုမှာကျေနပ်ပီတီဖြစ်နေစရာဘာကြောင့်မှမရှိဘူးပြောမယ်ဆိုကောင်းကျိုးထက်ဆိုးကျိုးကပဲသူ့ရဲ့စိတ်ထဲမှာတိတ်တန်ရာသဘောမျိုးတော့ဖြစ်ကောင်းဖြစ်သွားနိုင်တယ်။ဒါကြောင့်လဲဆိုဒီမြင်ကွင်းကြီးကသူ့ရဲ့မျက်လုံးထဲမှာသူမြင်နေမှာပဲလीနော် အချိန်အတိုင်းတာတစ်ခုထိကိုဓာကြီးကိုဖျောက်ဖို့ဆိုတော့တော်တော်လေးတောင်ခက်သွားနိုင်တဲ့အခြေအနေမျိုးရောက်သွားနိုင်တယ်ဆိုတော့ကျွန်တော်ထပ်ပြီးတော့မှနည်းနည်းလေးနောက်တစ်ချိန်တော့ပြန်ကြည့်ကြည့်အောင်ကျွန်တော်တို့အတွေးစရာအတွေးလေးထပ်ရောက်ကောင်းရောက်လာနိုင်ပါသေးတယ်ဆိုတော့ထပ်ကြည့်ကြည့်အောင်မင်းကတော့ပါမှာပေါ့မတဲ့ကံရုပ်ကံဟာလို့ပြပြကံပြင်းနေတော့ကံမယ်ဆိုပြီးတော့မင်းကဘာလို့မင်းမကြည့်ရတာလဲခေါ်သွားလာလဲမေအတန်းတကယ်ရဲတော့မင်းကမင်းမကြည့်ရတာလဲဘုံလို့ခေါ်သွားခေတိုင်း ¿Qué? ¿Me lo? ¿Qué ame? ¿Qué? ¿Ah? ¿Qué? 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 Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn

ထပ်ပြီးတော့မြင်လိုက်ရတဲ့မြင်ကွင်းတွေကနေတွေးတွေထပ်ပြီးရောက်လာပြအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဖောက်ပြန်တာကတော့လုံးဝမကောင်းဘူးเนาะဒါအရင်ဆုံးကျွန်တော်မှတ်ချက်ပေးခြင်းနဲ့ဖောက်ပြန်တဲ့လုံရက်က main ကလေးကပဲဖောက်ပြန်ပြန်ယောက်ျားလေးကပဲဖောက်ပြန်ပြန်ဘလို့မှမကောင်းပါဘူးအကယ်၍သူနဲ့ပြောမယ်ဆိုအဆင်မပြေဘူးဆိုရင်လန့်ခွဲလိုက်เนาะကျွန်တော်ပြောမယ်ဆိုလန့်ခွဲလိုက်ကျွန်တော်တို့ကွဲလိုက်ခွာလိုက်ဘလို့မှရှေ့ဆက်လို့မရဘူးဆိုရင်ပြောတာเนาะ ရှေ့ဆက်လို့ရရင်တော့ရှေ့ဆက် ပေါ့လေနော်ရှေ့ဆက်တာတော့အကောင်ဆုံးပဲလူနေရောက်ပေါင်းစည်းပြီးသွားပြီဆိုနောက်ပိုင်းမှာသာသမီရတနာတွေကဖြစ်လာတတ်တယ်မဖြစ်လာဘူးဆိုရင်နှစ်ယောက်တည်းဆိုရင်တော့တိတ်ကိစ္စမရှိတယောက်တစ်ယောက်စိတ်သဘောထားကြီးမတိုက်ဆိုင်လမ်းခွဲလိုက်ရတဲ့အခါမှာအမျိုးသမီးကတော့နစ်နာတယ်သို့တော်လည်းပဲဘဝကိုဆက်လက်ပြီးတော့ရှင်သန်လို့ရသေးတယ်တောက်ပလို့ရသေးတယ်နှစ်ခုရဲ့စိတ်ခွန်အားတွေပြောင်းလဲပြီးတော့ကျွန်တော်တို့ဘဝတစ်ကိုရှောင်လန်းတီးထောင်ပူကောင်းတဲ့ဘဝရရတဲ့ main key အများကြီးရှိပါတယ်ဒါပေမဲ့ သားသမီးတွေရှိနေတဲ့အခြေအနေမျိုးဆိုရင်တော့ကွဲတာကွာတာတော့လုံးဝကျွန်တော်အားမပေးပါဘူးပေါ့နော်။ဒါကြောင့်လဲဆိုသားသမီးတွေအနေနဲ့ပြောမယ်ဆိုရင်တို့ရဲ့စိတ်ထဲမှာစိတ်တရားတွေလည်းမရစီချင်သလိုမိစုံဖားစုံနဲ့ရှင်သန်အန်းနဲ့တို့ရဲ့ဘဝကိုပဲကျွန်တော်မြင်ချင်ပါတယ်။ဒါကြောင့်လဲတက်နိုင်ဆုံးတော့ကွဲတာကွာတာတော့ကျွန်တော်အားမပေးဘူး။ဒါပေမဲ့လည်းဆက်ပြီးတော့တွဲနေပါရဲ့နဲ့ဖောက်ပြန်တာကတော့ပိုဆိုးပါတယ်။နော်အဲ့တော့အဆင်မပြေဘူးဆိုရင်ကိုယ်လိုက်ကွာလိုက်ပြီးမှပဲနောက်ထပ်ကိုနဲ့အဆင်ပြေမဲ့လူထပ်ရှာတာမျိုးပဲလုပ်စီချင်ပါတယ် အဲပြီးတော့နောက်တစ်ချက်ကဒီ view file ထဲမှာအလုံးမြင်တွေ့တဲ့အတိုင်းပဲအပြည့်ရှိတဲ့သူကိုခံရတဲ့သူတွေကဝိုင်းပြီးတော့မှပြန်ပြီးတော့အပြစ်ပေးနေကြတယ်ပေါ့ဗျာနောက်ပြန်ပြီးတော့အပြစ်ပေးနေဆိုတော့ဒီလိုအပြစ်ပေးတဲ့နေရာမှာကျွန်တော်တို့က limit တခုတော့လိုတယ်ဗျာ limit တခုတော့ထားဖို့လိုတယ်ကျွန်တော်လှုပ်ချင်တာနဲ့လှုပ်လို့ရတဲ့အတိုင်းတာဆိုတော့ကျွန်တော်တို့ခွဲခြားပြီးတော့အဲဒီနေရာမှာနားလည်စေချင်တယ် လှုပ်ချင်တာတော့ဟုတ်တယ်ကိုယ့်ပေါ်မှာလိန်ညာပြီးတော့မှဒီလိုမျိုးနေထိုင်တဲ့အတွက်ကိုယ့်စိတ်ထဲမှာလှုပ်ချင်တဲ့စိတ်တွေကတော့များစွာရှိလိမ့်မယ်ဒီလိုများစွာရှိတဲ့နေရာမှာအေဂန်ရှင်ကိုယ်တိုင်ကလည်းသူ့ရဲ့စိတ်ထဲမှာတစ်ခုခုရှိလိမ့်မယ်ပြန်ပြီးတော့ဒါဒီမျိုးသားပေါ်မှာလှုပ်ချင်တဲ့စိတ်တစ်ခုရှိလိမ့်မယ်ဒီလိုပဲကာယကံရှင်နဲ့ပတ်သက်တဲ့မိသားစုကလည်းအခန်းကြီးစိတ်တွေကြောင့်เนาะလှုပ်ချင်တဲ့စိတ်တွေကရှိတယ်ဒါပေမဲ့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲလှုပ်ချင်တာနဲ့လှုပ်လို့ရတဲ့အတိုင်းတာနဲ့ကျွန်တော်တို့ကခွဲခြားပြီးတော့မှလူတအူးတယောက်ပေါ်မှာပြုမှုဆက်ဆံဖို့တော့လိုအပ်သွားပြီဗျာဒီနေရာမှာဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့လှုပ်ချင်တာတော့ဟုတ်တယ်အများကြီးလှုပ်ချင်တယ်သို့တော်လည်းပဲလှုပ်တဲ့အတိုင်းဒါဆိုတာလည်းရှိတယ်လုံးတဲ့နဲ့အတိုင်းသားဆိုဒီနေရာမှာဆိုရင်အမျိုးသားဖြစ်တဲ့သူရဲ့မျက်နှာကို6000နဲ့9000ကျိန်းလောက်ထိအကန့်ခိုင်းတယ်เนาะအဲ့ဒါကြီးကပြောမယ်ဆိုရင် လုံးတဲ့တာထက်ပေါင်ကျော်သွားတယ်ပေါင်ကျော်သွားတာဖြစ်တယ်အဲ့လိုအခြေအနေကတော့လုံးဝမဖြစ်စေချင်ပါဘူး။ဘာကြောင့်လဲဆိုတော့ဒီအမျိုးသားကတကောင်ကျွတ်လည်းဖြစ်ရင်ဖြစ်မယ်။သူမဟုတ်သူ့ရဲ့မိသားစုအတိုင်းဝိုင်းနေရလဲရှီကောင်းရှိနေနိုင်တယ် အကယ်၍မြားသူ့ရဲ့မိသားစုအတိုင်းဝိုင်းနေဒီအကိုမှာရှိနေတဲ့ဆိုရင်ဒီလိုမြင်ကွင်းကလက်ရှိချိန်မှာဗီဒီယိုဖိုင်အနေနဲ့ TikTok ပေါ်မှာတက်လာပြီဖြစ်တယ်ဆိုတော့ဒီလိုတက်လာတဲ့မြင်ကွင်းကြီးကိုသူ့ရဲ့ညီကောင်မောင်မတွေကတွေ့သွားခဲ့ရင်ဘလောက်ထိသူတို့ရဲ့စိတ်ထဲမှာသူ့သားသမီးမှားတာမှားတာတစ်ပိုင်းတော့ဒါပေမဲ့သူတို့ရဲ့စိတ်ထဲမှာမခံမရနိုင်မဖြစ်သွားနိုင်ဘူးလားအဲ့ခါကျရင်နောက်ဆက်တွဲစိုးကျိုးတွေအများစွာဖြစ်ကောင်းဖြစ်လာနိုင်တယ်နောက်တစ်ချက်ကဒီအမျိုးသားကတကောင်ကျွဲဖြစ်နေတယ်ဆိုရင်တော့မှ သူချစ်တာကသူရှိတဲ့တဲ့မှာရက်နေတဲ့အမျိုးသမီးပဲရှိတယ်။သူ့အမျိုးသမီးနဲ့ပတ်သက်ရပတ်သက်ချောင်းတွေကိုတော့သူ့အမျိုးသမီးလောက်တော့သူချစ်မှာမဟုတ်ဘူး။ပြောချင်တာကလေ။အဲ့တော့ကံခံရပြီးတဲ့အချိန်မှာသူ့စိတ်ထဲမှာဒီအမျိုးသမီးကိုသူဟာပြောမယ်ဆိုလိန်ညာပြီးတော့เนาะပေါင်းသိမ်းခဲ့တဲ့အတွက်သူ့မှာအပြစ်ရှိတဲ့အတွက်ဒီလိုငုတ်တုတ်ထိုင်ပြီးယောက်ျားတယောက်နေနေပေးခဲ့တော့လေ။သူခွင့်လွတ်လို့ရတယ်သူ့ကံတော့။เนาะသူ့စိတ်ထဲမှာသူဒီအမျိုးသမီးကိုသူ့ရဲ့အပြစ်အတွက်သူခွင့်လွတ်ပေးလို့ရတယ်။ ဒါပေမဲ့ဘေးကနေဝိုင်းပြီးတော့អော်ပြီးတော့တွန်းအားပေးနေတဲ့သူတွေကိုသူ့ရဲ့စိတ်ထဲမှာခွင့်လွတ်ပေးနိုင်တဲ့အတိုင်းသာရှိမရှိဆိုတာဘလုံးဝစဉ်းစားပြီးလို့မရနိုင်ဘူးเนาะကျွန်တော်ဒီလိုပြောလို့ဒီဘက်ကခံလိုက်ရတယ်မိသားစုအတိုင်းဝိုင်းတွေကိုမစားနာလို့ပြောရလဲမဟုတ်ဘူးသို့တော်လည်းပဲကျွန်တော်တို့ကပြစ်ချင်တာနဲ့ဖြစ်တင်တာကိုကျွန်တော်တို့ကစဉ်းစားတွေးခေါ်ပြီးတော့မှဒီလိုကိစ္စတွေကြုံလာတဲ့အခါမှာတေချာလေးကင်တွေတက်ဖို့လည်းလိုအပ်ပါတယ် เนาะไก่တွေတက်ဖို့လည်းလိုအပ်ပါတယ်မဟုတ်ရင်ကိုကအမှန်အနေအမှားဖြစ်သွားပြီးတော့မှလူပြောစရာကြီးလည်းဖြစ်လာနိုင်သလိုနောက်ဆက်တွဲစိုးကျိုးတွေကလည်းရှိလာနိုင်ပါတယ်ဒါကြောင့်ကျွန်တော်အနေနဲ့ဒီလိုကိစ္စတွေကြုံလာတဲ့အခါမှာ CD ပေါင်းတွေကိုကြော်လွန်ပြီးတော့လောက်တာမျိုးမပြုတ်လို့ဖို့အကြံပြုပြောကြရင်းနဲ့ပဲဒီဗီဒီယိုလေးကိုစုံသက်ချင်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်တာပြန်မှတ်ချက်ပေးခြင်းလည်းမှတ်ချက်ပေးခြင်းတာရှိခုမှရေးသားကြပါကျွန်တော်နေ့စဉ်နဲ့အများကြီးရှုအားပေးနေကြတဲ့ viewer တို့တယောက်ချင်းစီတိုင်းအလေးနဲ့အထူးပဲချစ်စစ်တင်ပါတယ်နောက်ထပ်ပြီးမှထပ်ပြီးတော့ဆုံညီပါဗျ See you next video